ဗုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ကိုယ်စိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့တယ်ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် မြတ်စွာဘုရားဟောထားတာကိုသိချာကြည့်ဘုရားကဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိကမိတ်တန်တိအပါယဘူမိဘုရားတရားတန်ခါယရဏ၃ပါးကိုအလေးအနက်စိတ်ပံလက်ပါဆိုဝိจิตတည်းဆိုတာကိုပြောတော့မဟုတ်ဘူးနော်ဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံပြုပြီးတော့ငါဘုရားဖះကိုအနမ္မာတယ်ဖះဆုံးမတိုင်းလိုက်နာပါမယ်တရားကိုရှင်းသုံးပါမယ်တန်ဃာတော်တွေဈာနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ့်ဘက်စိတ်ခတ်ခြင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံ။ဩကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရား တရားဓမ္မတန်တရားဝဝကံနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလှူတောင်းအများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမတဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပညာနဲ့သိတာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာသောခါတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်ဒါကြောင့်ကိုယ်ကိုသိကပါ သုပတိပန္နောဝတ္တတံဘောအရိယတံဃာဟာတကယ်ကိုဖြောင့်မှန်တဲ့အချက်မှန်ကန်တဲ့အချက်ကိုကျင့်တာဖြစ်ပါတယ်။ဒါကြောင့်တရားဟောကိုးကွယ်ပါလေဆို။ဘုရင်တရဏဂိသမိဓမ္မတရဏဂိသမိတံဃာတရဏဂိသမိလို့တရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိဂမိတ္တန္တိအပါယဘူမိနဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးအပေမကြဘူးလို့